အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကောင်းသောမနက်ခင်းလေးဖြစ်ပါသူတွေညာကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မနက်မှာတော့ဒါကျွန်တော်တို့ကျွန်တော်အမေလို့လည်းပြောလို့ရတယ် ND လို့လည်းပြောလို့ရတယ်ဒါကျွန်တော်တို့အမေစုရဲ့ဒါကျွန်တော်တို့80ပြည့်မွေးနေ့ပေါ့နော်အဲ့တော့ကျွန်တော်ဒီကနေပြီးတော့ဒါကျွန်တော်တို့ဒီနေ့တရင်လေးမတင်ဆက်ပေးခင်မှာဒါကျွန်တော်ပထမဆုံးအနေနဲ့ ND ပဲဖြစ်ဖြစ်အမေကျွန်တော်တို့အမေလို့ပဲခေါ်ပါတယ်အမေစုကိုဒါကျွန်တော်ဒီနေရာကနေပြီးအသက်80ပြည့်နေမှာ ဒါကျွန်တော်တို့လူငင်းချမ်းသာပါစေလို့ပထမဆုံးဆုတောင်းပေးချင်တယ်ပေါ့နော်ဒါကျွန်တော်ကတော့အမှန်တမ်းပြောကျွန်တော်လက်ရှိဒါကျွန်တော်တို့ကိုယ်တိုင်ခံယူချက်ပေါ့နော်အဒီကိုကျွန်တော်အမေကိုကျွန်တော်ဟိုရင်ခဲ့ကျွန်တော်ကနိုင်ငံရေးပါတီနဲ့ခွဲပြီးအမြဲတမ်းမြင်တဲ့လူတွေရဲ့တယောက်ပေါ့နော်ကျွန်တော်ဘာလို့ဆိုတော့ကျွန်တော်အမြဲတမ်းစဉ်းစားမိတဲ့အချက်တွေကတစ်ခုကပါလဲဆိုတော့အမေကျုပ်ပေါ့ကျွန်တော်ကကျွန်တော်လူတော်များသိကြသေးလေပါပေါ့ဗျကျွန်တော်ကမမဘွားကြီးပေါ့နော်ကျွန်တော်ကကျွန်တော်အမေအရန်ချစ်တဲ့လူတွေမှာပါတယ် အဲဆိုဆိုကျွန်တော်အမေကကျွန်တော်ငယ်လေးကတည်းကအရန်ခယူဆိုင်တယ်လို့ပါအဲ့တော့ကျွန်တော် grand letter သိကြတယ်သိတယ်ကျွန်တော်တူဦးရောသားတွေတော့ပါတယ်အဲ့တော့ဒါကျွန်တော်အခုလက်ရှိမှာအမေတော်ဆန်းစုကြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများအတန်းကိုချင်းစားတယ်ဗောနော်ကျွန်တော်ငယ်လေးကတည်းကသူနဲ့ပတ်သက်ပြီးကြားမိတာတွေဖတ်မိတာတွေဆိုတဲ့ဥစ္စာမှာကျွန်တော်ဆိုရင်အများအတန်းဘယ်နေရာကခံစားလေးရှိလဲဆိုတော့ဒါကျွန်တော်ကိုကင်ဗောနော်ဒါကျွန်တော်လက်ရှိမှာတော်ဆန်းစုကြည်မှာအန်ဒီမအမေမှာဒါကျွန်တော်သားလေးရှိတယ်အမေသားရင်းကကျွန်တော်ခံစားကြည့်တယ်ဗောနော်ဘာလို့ဆို ကိုမီတယောက်ကဒါကျွန်တော်တို့ကိုနိုင်ငံကလူတွေ ਨੇ ဒါကျွန်တော်တို့အမေနဲ့ကျွန်တော်ဒါအမေနဲ့ကျွန်တော်အေးပေါ့ကျွန်တော်တို့ကျွန်တော်တို့မိသားစုကနည်းနည်းတော့ကံကောင်းတယ်လို့ပြောလို့ရရတယ်ပေါ့ကျွန်တော်တို့မိသားစုတော့အမြင်ကွဲလွဲတာရသလိုမျိုးရှိဘူးကျွန်တော်အမေဆိုရင်ကျွန်တော်အမေတော်ဆုစုတအားချစ်တယ်အဖေလည်းကျွန်တော်အဖေဆိုရင်အမေတော်ဆုစုတအားချစ်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ကျွန်တော်ကျွန်တော်ကတော့ခုနကပြောလို့ပဲအမေတို့ပေါ့ကြာဒါ ခုနဘလိုအမျိုးမျိုးပေါ့တော့ဒါကျွန်တော်တို့ကျွန်တော်အမှန်တိုင်းပြောကျွန်တော်ဟိုးရင်တော့ကအေးဟိုးရင်တော့ကျွန်တော်အရင်တော့ကဒါကျွန်တော်နိုင်ငံရေးကိုသိစိတ်မလာဘူးဒါပုံမှန်လင်းလင်းပြောတာပေါ့တော့ကျွန်တော်အနေနဲ့ဒါတစ်ဖက်လက်ခင်းဒါကျွန်တော်ဒီတိုင်းပဲနေခဲ့ရတယ်မဟုတ်ပါဘူးခင်ဗျာအမှန်တိုင်းပြောကျွန်တော်ခုလက်ရှိလုပ်နေတဲ့လုပ်ရည်တွေနဲ့အရင်တော့ကဒါဟို Dave နဲ့အရန်꽈ရဆိုရင်ခင်ဗျာဒါပုံမှန်လို့တော်တော်ကြီးကို꽈ရတယ်မှာပါတယ်ဒါပေမဲ့ကျွန်တော်ဒေါ်ဝန်းစုကြည်အမီဒေါ်ဝန်းစုကြည်ကြောင်းကျွန်တော်ကြားတယ်တီးတယ်ဖတ်ဖူးတယ်ကျွန်တော်လေ့လာတဲ့အချိန်မှာကျွန်တော် အမေကျွန်တော်အရန်ချစ်တဲ့တယ်မှာပါဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းအဖိုးလေးပဲဒီမိုက်လေးကျွန်တော်တွေ့ဝူးရတယ်မှာမပါဘူးတီးရတယ်မှာလည်းမပါဘူးဒါကျွန်တော်အရန်လေးစားရပါဘူးဆိုတော့ကျွန်တော်ဒီသားတွေခုနကကျွန်တော်ခုနကဗီဒီယိုစားရမှာကျွန်တော်ကင်မဲ့ကျွန်တော်အဲကျွန်တော်အမီဒီယာကျွန်တော်အမီကျွန်တော်ဘယ်လောက်ချစ်လဲကျွန်တော်သိတယ်အဲ့တော့ဘောမှာပေါ့နော်ဒါကျွန်တော်ပြည်သူတွေနဲ့ဒါသားသမီးတွေမိသားစုနဲ့ရွေးချယ်ပြည်သူကိုရွေးချယ်သွားတဲ့လူတယောက်နဲ့ကျွန်တော်အရန်လေးစားရတဲ့အဲ့ဒီချက်ကိုအဲ့တော့ အမြဲတမ်းကျွန်တော်ဒီ topic တို့ဘာလို့ကျွန်တော်တုံတုံပြောပါဘူးဒါကျွန်တော်ကျွန်တော်ဒါကိုမှန်တဲ့ဘက်ကရက်တီတဲ့ဥစားလေးကျွန်တော်လည်းလှုပ်ဆော်ဥစားလေးရှိပေမဲ့ကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်ရင်တော့ topic တွေတော်တော်လေးကိုပြောခဲ့တယ်ဘာလို့ကျွန်တော်ကျွန်တော်ဘဝမှာကျွန်တော်ပြောခဲ့လို့ပဲကျွန်တော် iOS လုပ်တဲ့လူတွေမှာအမေပါတယ်ဘာလို့ဘာလို့ဆိုတော့စွန့်လွန်နေတာခံခြင်းဆိုတဲ့ဟိုပြာယုတ်တွေကတခုပေါ့နော်ခုနကပြောကျွန်တော်ပြောလို့ပဲလူကြီးမှဒါငင်းခုန်စရာကြီးအများကြီးရှိတယ်ဒါကျွန်တော်တချို့လောက်ရည်ဒီအများပြောစရာရှိတယ်ဒါပေမဲ့ကျွန်တော်ကခုနကအမေကိုအမေတယောက်နဲ့ကျွန်တော်မြင်တယ် ဒါဘုံမှန်လည်းပြောရမှာဆိုရင်ခမောင်းနဲ့ဒါဒူဂျမဒူမမဒူဂျင်းမဒူဒါဟာကျွန်တော် political stand point of view မှာအများအများကြီးကွဲပြားတယ်ကျွန်တော်ခုနပြောဆိုကျွန်တော်အရင်ကကျွန်တော်နိုင်ငံရေးတွေပါတယ်ကျွန်တော်ဘုံမှန်လည်းပြောတာဒါဒီအာနာမသိရင်စကြာမှာကျွန်တော်ကျွန်တော်ကိုယ်လည်းမဲပေးပါတယ်မဲပေးတဲ့နေရာမှာကျွန်တော်ကျွန်တော်ခုနပါ NLR ပဲမဲပေးခဲ့တာပါဒါဘုံမှန်လည်းပြောရမှာဆိုရင်ဘာလို့ရွေးချယ်စရာတွေမှာဒါကရွေးချယ်စရာတွေတခုပဲဖြစ်နေတဲ့အတွက်ကြောင့်ရွေးချယ်ဒါပေမဲ့တကယ်ပြဿနာကြောင့်အားတက်မှာလူငယ်ကြီးလူပဲပေါ့နော်ဒါငါအားတက်မှာဘာဖြစ်ညာဖြစ်ဒါပေမဲ့ အမေကတော့ကျွန်တော်ဘက်တော့မှဟိုပို့ရင်းပြောမှာဆိုကျွန်တော်ဒါပါတီဝင်တဲ့မှာဟာပါလီမဲ့ပါအဲ့လိုမျိုးကျွန်တော်အငြင်းနဲ့ဝေဖန်ခဲ့တယ်မှာပါဝေဖန်ဆိုကျွန်တော်ကိုယ်တိုင်လက်သက် of course ပေါ့လူငယ်ဆိုတဲ့အတိုင်းသားမှာဖောက်ထူတယ်တယ်မှာပါတယ်ဒါပေမဲ့အမေကတော့ကျွန်တော်တော်တော်ဆိုဟိုကျွန်တော်ကိုညင်းစားဘောဆိုကျွန်တော်မမပွားလေးဖြစ်ရင်လည်းဖြစ်လို့နေမှာပေါ့နော်ဒါကျွန်တော်ပို့ပွင့်လင်းပြောမှာဆိုအဲ့တော့ အခုလို့ဒီအခုလက်ရှိအသက်80ဖြစ်သွားပြီကျွန်တော်ကျွန်တော်မပြောပါနဲ့ကျွန်တော်အဖေအခုလက်ရှိမှာကျွန်တော်အဖေဒီအသက်60ကျော်ပါဘာလို့တော့ကျွန်တော်အဖေ63 64လာမသိကျွန်တော်အဖေ60ကျော်မှာဘယ်လောက်တိယောဂါစုံနေလဲဆိုရင်အမီတယောက်ဒါကျွန်တော်တို့ဘယ်လောက်တိယောဂါတွေများပြီးတော့လက်ရှိဒါကျွန်တော်တို့အကျဉ်းထောင်ထဲမှာဘယ်လောက်တောင်ဒုက္ခတွေဝေစာနေမလဲဆိုတော့ကျွန်တော်တွင်းမိတယ်ဘောနော်အဲ့တော့လက်ရှိမှာဒါဒါအမေတော်ဆက်စုကြီးတွေမဟုတ်ပါဘူးကျွန်တော်လက်ရှိမှာနိုင်ငံကြီးအကျဉ်းသားဒရုန်းများလဲထောင်ထဲမှာတော်တော်လေးကိုတိုင်ပတ်နေတဲ့လူတွေအများကြီးပါ အဲ့တော့ဒါခုနကပြောလို့ကျွန်တော်တို့ဒီကိစ္စတွေအမြန်ဆုံးပြီးရမယ်ဆိုတဲ့အကြောင်းအရာတွေမှာဒါတွေပါပါတယ်။အမေဒေါန်းစုကြည်ကစာရေးနိုင်ငံရေးအကျဉ်းသားမှန်သမျှကိုကျွန်တော်တို့တိုင်းနိုင်တဲ့ဘက်ကနေပြီးတော့ဒါကျွန်တော်တို့အမြန်ပြန်ကူညီရအောင်ပေါ့နော်။ဒီနိုင်ငံရေးအကျဉ်းသားဆိုတာလည်းတရောင်းစာရေးလို့လို့ဖြစ်တာပါပဲ။အပြည့်အရှင်းပါတယ်။ခုနကဘာလို့ပြောလို့ဟာမရှင်းပါတယ်။ခုနကပြောလို့နိုင်ငံရေးအကျဉ်းသားရှိတဲ့နိုင်ငံမှာဆိုတာကတော်တော်လေးကိုရုပ်ပေါက်တဲ့နိုင်ငံတွေမှာပါပါတယ်။ပဲနိုင်ငံဆိုတာကျွန်တော်နိုင်ငံရေးအကျဉ်းသားရှိပြီဆိုရင်နိုင်ငံရေးရတာကောင်းတဲ့နိုင်ငံမဟုတ်တဲ့နိုင်ငံမှာပါပါတယ်ဒါဖြစ်ဖြစ်အဖြစ်အရှယ်ရှယ်လေးပဲအဲ့တော့ ။ဟိုကျွန်တော်အောက်မှာခုနကပြောဒီဗီဒီယိုအောက်မှာများတော့ဆဲတဲ့ comment ဆိုကျွန်တော်ဘယ်လောက်မှာ။ဟိုတော့အခုလေဒီနေ့မနက်မှာကျွန်တော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကိုယ်တိုင်လည်း emotion ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တော့လည်းဒါဒီနာနဲ့ပတ်သက်ကျွန်တော်ထုတ်မပြဘူး။သိတယ်လူတွေသိတယ်။ဒါပေမဲ့ကျွန်တော်ဒီခုနကပြောကျွန်တော်မမဘွားဖြစ်တယ်ပေါ့နော်။ဒါဆိုတော့တားကြီးပဲမွေးထားတဲ့အမေတယောက်နဲ့ကျွန်တော်ခံစားလို့ရတယ်။တချို့မှာကျွန်တော်တို့ကင်ကလွင်တခြားတားတယောက်ဆိုရင်တော့အမေဟိုဒါကျွန်တော်တို့စိတ်နာရဆိုတဲ့သတင်းလေးထွက်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဝမ်းမနေပါဟုတ်တယ်လေကိုကိုလည်းကိုအမေက ဟိုကိုကိုမရွေးပဲနဲ့ဟိုပြည်သူရွေးသွားကိုဆိုလဲဒါပေမဲ့ခုနကကိုကျွန်တော်ဆိုလဲကျွန်တော်အသက်ကြီးလာနေမြကိုကတဖြည်းဖြည်းနားလေလို့ရတယ်ဗောနော်ဘာလို့ဆိုတော့အခုချိန်မှာကျွန်တော်ဆိုဗောနော်ဒါကျွန်တော်တို့ဒေါန်းစုကြီးအမေဒေါန်းစုကြီးနဲ့ပြန်ရှင်မယ်ဘာမှမဟုတ်တာတိတိလေးလောက်တဲ့လူတယောက်နေနဲ့အခုချိန်မှာကိုလည်းခံရတယ်လို့ပါဟိုမြန်မာပြန်လို့မြန်မာပြဘလောက်လွန်းလဲကျွန်တော်ပြောတာသိလားဘလောက်လွန်းလဲပြီးတော့နေအကျယ်ကျုပ်ဆိုတဲ့စကားဒါကျွန်တော်တို့နေအကျယ်ကျုပ်အခုလက်ရှိမှာအကျဉ်းထောင်ဘွားရဲ့ဒါကျွန်တော်တို့ တဝက်တောင်မဟုတ်ဘူးသုံးဖို့နှစ်ဖို့လောက်ကိုဒီမြန်မာကိုယ့်ရဲ့နိုင်ငံအတွက်ကြော်ဖြတ်နေရတဲ့အမိတရားအတွက်ကျွန်တော်တို့ကျေးဇူးတင်နေတောင်မှပြောရတာအားနာတယ်။ဘာလို့အေးပေါ့ဗျာ။ဒါကြောင့်လူကိုရီနေနဲ့တူတူတယောက်နေနဲ့ဒါတော့ပဲလုပ်ပေးနိုင်လားဆိုတော့ moment တွေမှာလည်းအရန်ဝင်နေပြီတယ်ပေါ့နော်။အဲ့တော့ ဒီခေါက်တော့ကျွန်တော်ခုနကပြောသူကဒီခေါက်နိုင်ငံရေးမှာတော့ကိုရီတက်နိုင်တဲ့ဘက်ကကိုရီမှန်တဲ့ဘက်ကနေကိုရီဝင်ပြီးရက်တည်ပေးတယ်ကျွန်တော်တော့မနိုင်ဘဲနောင်နာမေအောင်အမေလည်းဘယ်တော့မှနောင်နာမေအောင်ဆိုသူအမေလည်းပြောသူကျွန်တော်အဲ့ဝေးကိုတော့ကျွန်တော်ကြင့်တုံတယ်ကျွန်တော်လည်းနောင်နာမေအောင်ပထမခုနကပြောသူပဲလက်ရှိမှာနိုင်ငံရေးနဲ့ပတ်သက်ပြီးကိုရီအလှမ်းဝေးခဲ့ပေမဲ့အခုလက်ရှိမှာနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ငါတို့ခံရရင်တော့ငါတို့နောက်ကလူတွေမခံရရင်ပြီးရောဆိုတဲ့ logic ကြီးကိုကျွန်တော်တော်လေးနားလည်သွားတယ်ခင်ဗျအဲ့ဒါအမှန်တိုင်းပြောတာဘာလို့ဆိုကျွန်တော်တို့ ကြားထဲမှာ9နာရီနဲ့9နာရီတော့ကျွန်တော်တို့သိပြောဖို့ကောင်းခဲ့တယ်။ internet ကိုခင်ဗျာ speed အကုန်လုံးကသုံးခဲ့တယ်။အမီးမှန်ခဲ့တယ်။ဟုတ်တယ်ဟုတ်။တွားရေးလာရေးခင်ဗျာတကယ်ကိုအရင်တော့ဟိုအဝါရောင်နေမှုပဲပဲမိခွေအောင်နေမြေတို့အမဲအောင်နေမြေတို့ကိုကျွန်တော်တို့ကာလီနဲ့ AC တွားလို့ရခဲ့တယ်။အဲ့တော့လူငယ်တွေအနေနဲ့အခုလက်ရှိသူတို့ရဲ့ဘဝကိုပြန်စတဲ့အချိန်မှာဒီနေရာကြီးဒီနေရာကြီးပျောက်ဆုံးသွားတဲ့အချိန်မှာကျွန်တော်ရဲ့ဒါပထမအောင်ဆုံးလက်ရှိ တွေးမိတာငါဒီလူတွေအတွက်ငါတို့ဘာလုပ်ပေးနိုင်မလဲပေါ့နော်။ဘာလို့ဆိုကျွန်တော်ပြောမှုတွေရှိပါတယ်။ကျွန်တော်ရဲ့အဓိကယူရချက်ဟီမန်ချက်ကကျွန်တော်လူတွေကိုပြောချင်တယ်။အရင်ပြောစေချင်တယ်။အဲ့တော့ကျွန်တော်ဒီလမ်းစဉ်ဝင်လိုက်တာအမှန်တမ်းပြောမှဆိုနောက်နာမရအောင်။အဲ့တော့အမေကိုလည်းကျွန်တော်အများကြီးချက်တယ်။အမေတော်စကြီးသွားနေတဲ့လမ်းစဉ်လုပ်နေတဲ့ဥစားတွေ တော့အမှန်တမ်းပြောမှဆိုရင်လေဝူနီရဲ့ Guardian ကထွက်တဲ့ဗီဒီယိုကျွန်တော်မကြည့်ဘူးဗောကျွန်တော်သူမန်တိုင်းပြောမှဆိုကျွန်တော်မှာ soft spot ရှိတယ်ဗျာအမင်းနဲ့ပတ်သက်ရင်လေလာမျက်ရည်လွယ်တယ်ဗောဗျာပြောရဆိုရင်တော့မျက်ရည်ဝဲလာအဲ့တော့ဗောကျွန်တော်ဒီအမေကျွန်တော်ကျွန်တော်ဒီမမဘွားရေဗောနော်အဲ့တော့ကျွန်တော်ကခုနပြောလဲသူများနေရာကားစဉ်သိခံစားတဲ့ကလူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ငါသာသူ့သားဆိုငါဘယ်လိုခံစားရမလဲဆိုတော့ကျွန်တော်အများနဲ့တွေးမိတယ်ဗောနော်အဲ့တော့ကျွန်တော်ကျွန်တော်အမြင်ကကျွန်တော်ကဒီပဲစောက်ဖို့လုပ်နေမြင်အောင်မြင်နေတယ်ဒါပေမဲ့ခုနကပြောသူပဲကျွန်တော်မှလူတယောက်မှကျွန်တော်မှ soft spot ရှိတယ် ကျွန်တော်ဒီခုနကအမေရိကန်တောင်စုကြီးကျွန်တော်နိုင်ငံရေးပုံကူတယောက်အနေနဲ့စာကျွန်တော်မီဒီယာအနေနဲ့ကျွန်တော်မြင်တယ်ပေါ့နော်။ဘာလို့ဆိုတော့တားနှစ်ယောက်ရှိတဲ့အမေကိုဟာအဲ့တော့အမေလည်းအမေအသက်80မှာကျွန်တော်တို့အဲ81နှစ်ပြည့်မွေးနေကြရင်တော့ကျွန်တော်အမေချစ်တဲ့ပြည်သူတွေနဲ့ရောအမေချစ်တဲ့သားအိမ်တွေရောဒါကျွန်တော်အမေချစ်တဲ့ဒါကျွန်တော်တို့မိသားစုနဲ့ပေါ့ပေါ့နော်။ဒါကျွန်တော်တို့ဖြတ်သန်းနိုင်ရမှာပါ။ဖြတ်သန်းနိုင်အောင်လည်းကျွန်တော်တို့ဘက်ကအတက်နိုင်ဆိုကျွန်တော်တို့ဒါအတက်နိုင်တဲ့ဘက်ကအများကြီးကြိုးစားပေးနေမှာပြီ။ လောဆယ်တော့ဒါကျွန်တော်တို့အားနာတယ်ခြေစုတင်တယ်ကပြောတာလွင်ကျွန်တော်ဘာမှမလုပ်ပေးနိုင်တဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်အဲ့တော့ဒီဗီဒီယိုဟိုနာပေါ်ကြည့်တဲ့လူဆဲလူကျွန်တော်တို့ကျွန်တော်ဟိုနာပေါ်ဘန်းမှာဖြစ်ပါတယ်ဒါပုံမှန်လင်းပြောတာပါလောက်ပါပဲအားလုံးမကြည့်တော့ပါလေကောင်းမွန်သောနေ့တွေနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့အဆုံအောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ဘလုံးမတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ dv for you တို့မှာဂျင်းလို့ဆိုတဲ့ပေါင်းကိုကြည့်လို့ရပါတယ်မြန်မာလေကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်နောက်ဆက်ကွန်ပြေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မာ clip ဖို့မေ့ကြပါနဲ့ဗျမြန်မာ clip မှာအများနိုင်မှာဖြစ်ပါတယ်အားလုံးမကြွတ်ပါနဲ့ Happy birthday ပါမေမေးစံပြပါစေ